မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာရှိတဲ့အုတ်ချုပ်ရေးမှူးများဟာမြို့နယ်အထွေထွေအုတ်ချုပ်ရေးမှူးရုံးမှာအစည်းအဝေးပြုလုပ်နေတယ်လို့သတင်းရတဲ့အတွက်လက်ပြဘုံနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထွေအုံယုံကစေကောင်းစီရဲ့ရွေးကောက်ပွဲဖြစ်မြအောင်လို့ကူညီပေးနေကြတယ်ဆိုတာကိုသိထားတဲ့အတွက်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာပါအရှိတကုံအုတ်ကြီးတော်တော်များများကအဲ့ဒီယုံထဲမှာအစည်းအဝေးလုပ်နေကြတယ်လို့သိထားတဲ့အတွက်ကျွန်တော်တို့ရဲဘော်တွေလှုပ်ရှားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့၎င်းကရှင်းပြထားပါတယ်အဲ့ဒီစစ်စင်ရေးကိုဩဂတ်လ15ရက်နေ့ည9:40မိနစ်မှာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ထိခိုက်မှုရှိနိုင်တယ်လို့၎င်းကပြောဆိုထားပါတယ်လက်ပြပုံနှလုံးပူးတွဲပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အတန်တော်တော်ကျေတယ်လို့ထိရောက်မှုအနေနဲ့လည်းပြင်းထန်နိုင်ပါတယ်လို့ အဲ့ဒီတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ထိခိုက်မှုအခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်ပြီးစစ်ဆင်ရေးလှုပ်ဆောင်တဲ့ YUPA အဖွဲ့သားများအလုံးဘေးကင်းတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်၎င်းတို့အဖွဲ့အနေနဲ့လည်းမြို့ပြစစ်ဆင်ရေးများကိုအရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်မှာဖြစ်ပြီးမဟာမိတ်များနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့မှာကပူးပေါင်းလှုပ်ဆောင်သွားမယ်လို့၎င်းကပြောကြားထားပါတယ်ပြည်သူတွေကိုအဓိကပြောချင်တာကတော့စစ်ခွေးတွေရဲ့ဝေးဝေးမှနေပြီးကြဖို့နဲ့အတန်ကြာရင်ထွက်မကြည့်ကြပါနဲ့လို့ စစ်ကောင်စီတွေအနေနဲ့မဲမဲမြင်ရကိုစွဲနေတာဖြစ်တဲ့အတွက်မဆိုင်တဲ့ပြည်သူတွေခွေးဆွဲခံရမှာစိုးလို့ပါကျွန်တော်တို့မျိုးပြ UG တွေကိုလည်းဝင်းရံကူညီပေးကြပါအောင်လို့တာဝန်ရှိသူကမြေတားရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းဇကိုင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ခွေး၅កောင်တိုက်ဆုံပြီးတော့နှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ12ရက်နေ့နဲ့13ရက်နေ့တွေမှာသကိုင်းမြို့နယ်စားတောင်ရဲစခန်းနဲ့ကြာမင်းကြီးရွာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကနှစ်ရက်ဆက်တိုက် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9កောင်တိုက်ဆုံးပြီးတော့2កောင်ကိုတော့အရှင်ဖမ်းဆီးရမိခဲ့ပြီးခွနာဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မန္တလေးရွှေဘိုလမ်းပိုင်းအတိုင်းစစ်ကြောင်းထိုးပြီးတော့ကြာမင်းကြီးရွာကိုရောက်နေတဲ့စစ်ခွေးတွေနဲ့စားတောင်ရဲစခန်းကနေထွက်လာတဲ့စစ်ခွေးတွေကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ကျွန်တော်တို့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်တာကအဲ့ဒီစစ်ခွေးစစ်ကြောင်းနှစ်ကြောင်းလုံးပူးပေါင်းပြီးတဲ့အချိန်ကိုစောင့်ဆိုင်းပြီးတော့တိုက်ခိုက်ခဲ့တာ။နယ်ရစတိုင်မိုင်းဆွဲပြက်ခတ်တိုက်ခိုက်ခဲ့ပါတယ်စစ်ခွေး9កောင်တည်ပြီးတော့2កောင်ကိုအရှင်မိတယ်လက်နဲ့ခဲရနေတော့တိမ့်စီရမိတာမရှိပါဘူး အခုအဲ့ဒီစစ်ခွေးစစ်ကြောင်းကစားတော်မြို့ကိုရောက်သွားပြီလို့ Yan Wolf PDF ကတာဝန်ရှိသူကပြောပြထားပါတယ်။ဒါအပြင်မန္တလေးရွှေဘိုလမ်းမိုင်းကနေစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းရဲ့နောက်ကျန်အင်အားတရာခန့်ဟာလည်းလက်ရှိအချိန်ထိကြာမင်းကြီးရွာမှာတပ်ဆွဲထားပြီးတော့ဘယ်နေရာကိုဆက်လက်ပြီးတော့ထွက်ခွာမယ်ဆိုတာကိုတော့စောင့်ကြည့်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းကောတောင်းမြို့နယ်မလီဝမ်းချေးရွာအခြေဆိုင်ခမရ9ရက်နှစ်တိုက်ရင်နဲ့မလီဝမ်းရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ခွေးဘက်ကစစ်အရာရှိတအုပ်အပါအဝင်10ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ12ရက်နေ့မွန်းလွဲ2နာရီခွဲအချိန်မှာကော်တောင်းမြို့နယ်မလီဝမ်းချေးရွာအခြေဆိုင်အကြမ်းဖက်စစ်ခွေးလက်အောက်ခံခမရ9ရက်နေ့တိုက်ရင်နဲ့မလီဝမ်းရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကရရှိတအုပ်အပါအဝင်၁၀ဦးထက်မနည်းတေဆုံးပြီးတော့စစ်ခွေးရဲခွေးများနေထိုင်တဲ့အဆောက်အုံတချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ထိခိုက်တေဆုံးမှုက၁၀ဦးနဲ့အထက်သေးတယ်လို့သတင်းရထားတယ်။ရရှိကြီးတအုပ်လည်းပါတယ်လို့တော့ပြောတယ်။ အဲ့ဒီရရှိကတော့တနေ့ကဩဂတ်လ23ရက်နေ့ကမိသူချိုလိုက်တယ်လို့ကြားပါတယ်ခမရ9ရက်နေ့တိုက်ရင်နဲ့မလီဝမ်ရဲစခန်းကိုဒပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တာပါလို့တော်လိုင်းရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်လက်တလောအကြမ်းဖက်စစ်ခွေးတပ်ကတနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ရေပြည်မြို့နယ်ဒဝယ်မြို့နယ်လောင်းလုံးမြို့နယ်နဲ့ကော်တောင်းမြို့နယ်တို့မှာစစ်ကြောင်းများထိုးကာပြည်သူတွေရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးခြင်း အဖို့တန်ပစ္စည်းတွေကိုလူရယူဆောင်ခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတယ်လို့ဒေတာရင်းသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝယ်မြို့နယ်အတွင်းမှာရှိတဲ့မလွဲတောင်နဲ့ကော့လိုင်းကြီးရွာကြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးတော့ရေးဒဝယ်လမ်းမကြီးမလွဲတောင်ကလိန်အောင်လမ်းပိုင်းမှာကားလန့်တွေပိတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဩဂတ်လ15ရက်နေ့ညနေ4:55မိနစ်အချိန်ကစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတော့ ခရီးသည်တင်ကားများနဲ့အင်စည်းကားများအနေနဲ့ကင်းစေနိုင်ရန်အတွက်ဒေါ်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့များကဆက်လက်ပြီးတော့တွားခွင့်မပြုဘဲတားထားတယ်လို့ခီးသွားပြည်သူတချို့ကပြောဆိုထားပါတယ်။အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒေါ်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်ကစီရေးသတင်းရင်းမြစ်ကိုမေးမြန်းကြည့်ရမှာတိုက်ပွဲဖြစ်ပွားနေတာဟာမှန်ကန်ကြောင်းမလွဲတောင်နဲ့ကော့လိုင်းချေးရွာကြောင်းမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းအတည်ပြုပြောကြားထားပါတယ်။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားရခြင်းဟာပြီးခဲ့တဲ့ဩဂတ်လ23ရက်နေ့က အကြမ်းဖက်စစ်ခွေးတပ်နဲ့မဟာမိတ်တပ်ပေါင်းစုံတို့ထိပ်တွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးဘက်ကအရာရှိတအုပ်အပါအဝင်14ဦးသေဆုံးပြီး15ဦးထဲမှနေဒဏ်ရာရရှိသွားကအထိနာသွားတဲ့အတွက်ကြောင့်တကြောပြန်စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အခုဒီကြိမ်စစ်ကြောင်းထိုးလာရမှလည်းအကြမ်းဖက်စစ်ခွေးတပ်ဘက်ကအယောက်150ထက်မနည်းအင်အားနဲ့စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတော့လက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတမရော TNL သိမ်းပိုက်ထားတဲ့မိုးကုံမြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကဩဂတ်လ14ရက်နေ့ညပိုင်းကလေကြောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်ခဲ့ရာတေဆုံးသူ22ဦးအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။14ရက်နေ့ည8နာရီခွဲမှာမိုးကုံမြို့အရှိပိုင်းရွှေကူရပ်ကွက်မှာရှိတဲ့လင်းအောင်ကြီးဖုံကြီးကျောင်းကိုစစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသမီး16ဦးအမျိုးသား9ဦးတေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ 14ရက်နေ့ကတေဆုံးသူ8ဦးသာရှိကြောင်း DNA လေးကသတင်းထုတ်ပြန်ထားတော့လဲ15ရက်နေ့ညပိုင်းမှာတော့တေဆုံးသူဥယျာဉ်တိုးတက်လာမှုအခြေအနေကိုထပ်မံအသိပေးခြင်းဖြစ်တယ်လို့သိရပါတယ်။လေချောင်းတိုက်ခတ်မှုကြောင့်အမျိုးသမီး2ဦးအမျိုးသား5ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်15လုံးထိမှန်ပျက်စီးသွားတယ်လို့အသိပေးထားပါတယ်။ဩဂတ်လ9ရက်နေ့ကလည်းမိုးကုတ်အရှေ့ပိုင်းမှာရှိတဲ့ကြောင်နာကားဘုံကြီးချောင်းကိုစစ်ကောင်စီကလေချောင်းကနေဘုံကျခဲ့ရာကိုရင်နဲ့ကလင်းငယ်အပါအဝင်5ဦးတေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးလေးချောင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ငားရံမြောင်နေမှာမိုးကုံမြို့မှာရှိတဲ့ဘုံကြီးချောင်းနောက်တစ်ခုကိုလည်းစစ်ခွေးတပ်ကလေးချောင်းကနေထပ်မံဘုံကျဲသွားတယ်လို့သိရပါဗျ။14ရက်နေ့ညကလေချောင်းကနေဘုံကျဲတက်ခတ်မှုကြောင့်တေဆုံးသူတွေထဲမှာကလေးငယ်များပါဝင်တယ်လို့ပြောပါတယ်ပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေချောင်းဘုံကျဲတက်ခတ်မှုများကြောင့်ဘုံခိုကျင်းများပြုတ်လုပ်ထားရန်လေချောင်းရန်သတိပေးချက်များကို နားဆွင့်ပြီးတော့လိုက်နာဆောင်ရွက်ရန်ဒေသခံတွေအချင်းချင်းအကြားမှာနှိုးဆော်ထားပြီးတော့ TNL ကလည်းစီရေးသတိရှိရန်လေရောင်းရန်ကာကွယ်ရေးဆိုင်ရာများကိုလိုက်နာရန်မကြာခဏထုတ်ပြန်တိုက်တွန်းထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်က TNL သိမ်းပိုက်ထားတဲ့မြို့ရွာများကိုလေကြောင်းဆက်ဆံရေးများဇက်တိုက်ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ TNL နဲ့တောင်ရက်ဖက်အဖွဲ့အစည်းများရဲ့ထုတ်ပြန်ချက်များအရဇွန်လနောက်ပိုင်း TNL ထိန်းချုပ်မြို့ရွာများကို စေကောင်းစီလေးချောင်းတိုက်ခတ်မှုကြောင့်အရက်သားပြည်သူအယောက်80ခန့်တေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဲ့မကွေးတိုင်းပေါင်မြို့နယ်မြိုင်မြို့နယ်တို့မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆစ်ခွေးတပ်ကမနေ့ကမွန်လွယ်ပိုင်းကနေညနေပိုင်းအထိလေရင်ဆက်တက်လေထီးများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ15ရက်နေ့မွန်လွဲတနားရီ44မိနစ်နဲ့46မိနစ်တို့မှာဝက်လက်မြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ခြေရွာများကို Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခတ်မှုနှစ်ချိန်ပြုတ်လုခဲ့ပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်အလားတူပဲမနေ့ကညနေ6နာရီခန့်မှာနထိုးကြီးမြို့နယ်အနောက်ချမ်းမှာရှိတဲ့ခြေရွာများကိုတရုတ်လေတပ်ကနေတက်လာတဲ့112လေယာဉ်တစ်စီးနဲ့လေကြောင်းတိုက်ခတ်မှုပြုတ်လုခဲ့ပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါရယ်ဒါအပြင် ပေါင်းမြုံနဲ့အရှိချမ်းမှာရှိတဲ့ကြေးရွာများကိုမနေ့ကမွန်လွယ်ပိုင်း2နာရီ15မိနစ်ကစတင်ပြီးတော့112လေးရင်နဲ့ဘုံတန်းဆက်6လုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးတော့လေကြေးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးပေါင်းနယ်တွေကိုရောက်နေတဲ့စစ်ခွေးရိတ်ခါပို့တဲ့စစ်ကြောင်းအတွက်လေရင်နဲ့ဘုံကျဲပြီးတော့ခွေးတွေကလမ်းရှင်းနေတာပြည်သူတွေအကုန်လုံးကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ မြိုင်ဒေါမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။မြိုင်မြို့နယ်မှာလည်းမနေ့ကမိုးလွယ်ပိုင်း၃နာရီခန့်မှာပခုတ်ကူမြို့တပ်မတရတိတ်ကနေတက်လာတဲ့စစ်တပ်၄ထီး၂စီးကညောင်ကုန်းရွာအနီးကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုတ်လုခဲ့ပြီးတော့ပြည်သူတွေတော့ထိခိုက်မှုမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းမန္တလေးရွှေဘိုလမ်းမိုင်းက စားတော်မျိုးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုနှစ်လနီးပါးကြာအောင်ပိတ်ဆို့တိုက်ခတ်ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးတော့ကျေးရွာရှစ်ခုကိုဇက်တိုက်မီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လပိုင်းကစတင်ပြီးတော့မန္တလေးရွှေဘိုလမ်းပိုင်းကိုအကြမ်းဖက်စစ်ခွေးတပ်ရဲ့အုံတော်633 35တင်ကားတပ်ရင်းကတန်ကြပ်ကားကားများအပါအဝင်အင်အား400ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတစ်လျှောက်နှစ်လတာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုထိတွေ့တိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်ခွေးတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားပြီးတော့အလင်းဝင်ရောက်သူများနဲ့အရှင်ဖမ်းမိသူများလည်းရှိတယ်လို့သိရပါဗျ။တိုက်ပွဲတွေအတွင်မှာအထိနာခဲ့တဲ့စစ်ခွေးစစ်ကြောင်းဟာတစ်ချိုကုန်းရွာ၊ကြော်စီရရွာ၊ပကန်းတူရွာ၊ရင်းမာချင်းရွာ၊ချိုင်းကြီးရွာ၊လင်းတလူရွာ၊ခန်းဘူးတော်ရွာနဲ့ကြာမင်းကြီးရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ပြီးတော့နေအိမ်တွေရာနဲ့ချီမိလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွေးစစ်ကြောင်းကြောင့်မန္တလေးရွှေဘိုလမ်းမိုက်မှာရှိတဲ့ ကျေးရွာ20ကျော်ကထောင်ထဲချတဲ့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းကအုံတော်633 35တင်ကားတိုက်ရင်ကနေထွက်လာတာဇွန်လကလေးကစပြီးတော့မန္တလေးရွှေဘိုလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတာပါစစ်ခွေးတွေကကျေးရွာရှေ့ရွာကိုလည်းမိရှုဖျက်ဆီးသွားပါတယ်စစ်ခွေးစစ်ကြောင်းကတော့စားတော်မျိုးကိုရောက်သွားပါပြီတိုက်ပွဲတွေထပ်ဖြစ်လာမှကြောက်လို့ပြည်သူတွေခင်ဗျာလဲဆက်လက်ပြီးတော့တိမ်းရှောင်နေရပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ